မြန်မာနိုင်ငံတွင် ILO Article 33နဲ့အရေးယူခံထိသောဖြစ်စဉ်များနှင့်ဘာရီတက်ရောက်မှုဖြစ်လာနိုင်တယ်လဲမြန်မာနိုင်ငံသည် ILO International Labor Organization of Article 33အရာအရေးယူမှုများနှင့်ပတ်သက်၍တမိုင်းတွင်နှစ်ကြိမ်ထိကြုံတွေ့ခဲ့ရသည်2000ခုနှစ်ဖြစ်စဉ်တွင် အတင်းအဓမ္မလှုပ်အားခိုင်းစေမှုဖြင့်1996ခုနှစ်တွင်မြန်မာနိုင်ငံသည်လောအတင်းအဓမ္မလှုပ်အားခိုင်းစေမှု Forced Labor Convention 1930 Number 29ခုနှစ်တွင်စုံစမ်းစစ်ဆေးရေးကော်မရှင် Astor's Commission of Inquiry COI ကမြန်မာနိုင်ငံတွင်အတင်းအဓမ္မလှုပ်အားခိုင်းစေမှု အထူးသဖြင့်စစ်တပ်နှင့်ဆက်ဆက်သော လုပ်ငန်းများတွင်ကျေပြန့်စွာရှိနေကြောင်းတွေ့ရှိခဲ့သည်မြန်မာအစိုးရသည် ကော်မရှင်၏အကြံပြုချက်များကိုလိုက်နာရန်ပြက်ကွက်ခဲ့သည် International Labour Organization Article 33အရာအရေးယူမှုဘလို့အလုပ်လုပ်ပါတယ်လဲ 2000ခုနှစ်တွင် ILO အုပ်ချုပ်ရေးအဖွဲ့ဒီအာဒီကေ33အရအရေးယူမှုများကို နိုင်ငံတကာအလို့သမားညီလာခံတို့အကြံပြုခဲ့ပြီးဆုံးဖြတ်ချက်နှစ်ခုအတည်ပြုခဲ့သည်အရေးယူမှုများတဲ့မြန်မာနိုင်ငံအား ILO ဤဤပညာဆိုင်ရာအကူအညီနှင့်အစည်းအဝေးများသို့ဖိတ်ကြားမှုများကိုကန့်သတ်ခဲ့သည်နှစ်အဖွဲ့ဝင်နိုင်ငံများအားမြန်မာနိုင်ငံနှင့်ပြည်တို့၏ဆက်ဆံရေးများကိုပြန်လည်တုံ့တက်ရန်တောင်းဆိုခဲ့သည် ၃။နိုင်ငံတကာအဖွဲ့အစည်းများအားမြန်မာနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်မှုများကိုပြန်လည်စဉ်းစားရန်အကြံပြုခဲ့သည်။ ILO ရည်ရွယ်မှုကြောင့်ဖြစ်လာနိုင်သည့်အကျိုးဆက်များမှာနိုင်ငံတကာအတိုင်းဝိုင်းတွင်မြန်မာနိုင်ငံ၏ဂုဏ်သတင်းထိခိုက်ခြင်းအချို့သောနိုင်ငံများနှင့်အဖွဲ့အစည်းများသည်မြန်မာနိုင်ငံနှင့်ကုန်သွယ်ရေးနှင့်တန်တမန်ရေးဆက်ဆံမှုများကိုပြန်လည်တုံ့တက်ခြင်းပြည်တွင်းတွင်စစ်ကောင်စီပေါ်ဖိအားများတိုးလာခဲ့ခြင်း 2010နှစ်ခုနှစ်တွင်မြန်မာနိုင်ငံမှအတင်းအဓမ္မလှုပ်အားခိုင်းစေမှုဆိုင်ရာတိုးတက်မှုများကိုမူဥပဒေပြုပြင်ပြောင်းလဲမှုများနဲ့လက်တွေ့ဆောင်ရွက်မှုများပြသခဲ့ပြီးနောက် ILO မှကန့်သက်ချက်များကိုဖော်ရှားခဲ့သည်။အီယာဝရီဘန်ဥဇော်ဇော်တို့ကိုပိတ်ဆို့မှု ကနေဖော်ရှားပေးခဲ့ပါသည်။2025ခုနှစ်ဖြစ်စဉ်တွင်2020ခုနှစ်တွင်မြန်မာစစ်တပ်မှအာဏာသိမ်းပြီးနောက်အတင်းအဓမ္မလှုပ်အားခိုင်းစေမှုနဲ့ လွတ်လပ်စွာအသင်းအဖွဲ့ဖွဲ့စည်းပိုင်ခွင့်ဆိုင်ရာကွန်ဗင်းရှင်းများ89နှစ်29ချိုးဖောက်မှုများပြန်လည်ပေါ်ပေါက်လာခဲ့သည်အလုတ္တမသမဂ္ဂများဖျက်သိမ်းခံရခြင်းအလုတ္တမကောင်းဆောင်များဖမ်းဆီးခံရခြင်းနှင့်စစ်တပ်မှအသင်းအတ္တမလှုပ်အားခိုင်းစေမှုများဥပမာလူသားတိုင်းဖြစ်အသုံးပြုခြင်းကို ILO စုံစမ်းစစ်ဆေးရေးကော်မရှင်က2023ခုနှစ်တွင်စတင်စုံစမ်းခဲ့သည်မြန်မာစစ်ကောင်စီသည်ကော်မရှင်၏အကြံပြုချက်များကိုလိုက်နာရန်ပြက်ကွက်ခဲ့သည် 2025ခုနှစ်စွန်လတွင်ကျင်းပသောနိုင်ငံတကာအလုပ်သမားညီလာခံတွင် ILO အုပ်ချုပ်ရေးအဖွဲ့မှအာတီကယ်33အရအရေးယူမှုများကိုကန့်ကွက်သူမရှိအတည်ပြုခဲ့သည်ဖြစ်နိုင်ခြေရှိသောအစီအမံများမှာမြန်မာနိုင်ငံအား ILO နည်းပညာဆိုင်ရာကူညီနှင့်အစည်းအဝေးများသို့ဖိတ်ကြားမှုများကိုထပ်မံကန့်သတ်နိုင်သည်အဖွဲ့ဝင်နိုင်ငံများအားမြန်မာစစ်ကောင်စီနှင့်ကုန်သွယ်ရေးနှင့်တန်တမာရေးဆက်ဆံမှုများကိုပြန်လည်တုံ့တက်ရန်တောင်းဆိုနိုင်ခြင်း နှစ်ကုလသမဂ္ဂအဖွဲ့အစည်းများနှင့်အခြားနိုင်ငံတကာအဖွဲ့အစည်းများတို့ချိုးဖောက်မှုများကိုအတိပေးပြီးပူးပေါင်းဆောင်ရွက်မှုများကိုကန့်သက်ရန်အကြံပြုနိုင်ခြင်း ILO အရေးယူမှုကြောင့်ဖြစ်ပေါ်လာသောအကျိုးဆက်များမှာ not disable PR များနိုင်ငံတကာပိတ်ဆို့တန်ခတ်မှုများဥပမာအထည်လိမ့်နှင့်ကုန်ထုတ်လုပ်ငန်းများအပေါ်ကန့်သက်ချက်များတိုးလာနိုင်ပြီးဥရောပသမဂ္ဂကဲ့သို့သောနိုင်ငံများမှကုန်သွယ်ရေးအခွင့်အရေးများဥပမာအခွင့်အရေးဆိုင်ငံ့ခြင်းတို့မဟုတ်ဖယ်ရှားခြင်းများဖြစ်ပေါ်လာနိုင်သည် တန်တမန်ရေးထီးကျန်မှုမြန်မာစစ်ကောင်စီသည်နိုင်ငံတကာအတိုင်းအဝိုင်းတွင်ပို၍အထီးကျန်လာနိုင်သည်ပြည်တွင်းဖိအားများအလုတ္တမသမဂ္ဂများနှင့်ပြည်သူလူထု၏ဆန္ဒပြမှုများနှင့်လှုပ်ရှားမှုများပုံမူပြင်းထန်လာနိုင်သည်ဂုံတရင်ထိခိုက်မှုစစ်ကောင်စီ၏နိုင်ငံတကာယင်းနှိမ့်နှံမှုများနှင့်ပူးပေါင်းဆောင်ရွက်မှုများတိတာထင်ရှားစွာထိခိုက်လာနိုင်သည်အချုပ်အဖြစ်မြန်မာနိုင်ငံသည် 2000ခုနှစ်တွင် Article 33အရအရေးယူခံခဲ့ရပြီးနိုင်ငံတကာဖိအားများနှင့်ကန့်သက်ချက်များကိုရင်ဆိုင်ခဲ့ရသည်2012ခုနှစ်တွင်တိုးတက်မှုများကြောင့်ကန့်သက်ချက်များကိုဖယ်ရှားခဲ့တော်လဲ2021ခုနှစ်စစ်အာဏာသိမ်းပြီးနောက်အလုံသမားခွင့်ရေးချိုးဖောက်မှုများပြန်လည်ပေါ်ပေါက်လာခဲ့သည်2025ခုနှစ်တွင် Article 33အရထက်မှန်အရေးယူခံရမှုသည်စီးပွားရေးတန်တမာရေးနှင့်နိုင်ငံတကာဆက်ဆံရေးအပေါ်တိတာထင်ရှားသော အကျိုးသက်ရောက်မှုများဖြစ်ပေါ်စေနိုင်သည့်ဤအရေးယူမှုများသည်မြန်မာစစ်ကောင်စီပေါ်နိုင်ငံတကာဖိအားများပုံမှုမြင့်တက်လာစေနိုင်ပြီးပြည်တွင်းတွင်လည်းလူမှုရေးနှင့်နိုင်ငံရေးဆိုင်ရာမငြိမ်မသက်မှုများကိုပုံမှုဖြစ်ပေါ်စေနိုင်သည်